အားလုံးပဲမင်္ဂလာပါ။ဘာဆရာမြင့်တဲ့ခါတပည့်ဆရာမထောင်းမော်ရီကိုတိုင်းမှာဖြစ်ပါတယ်။တက္ကသိုလ်သားများအတွက်တစ်ခေါက်တည်းပြုယုံတဲ့တတိဖြစ်စေနိုင်တဲ့ဘာဆရာကြီးမြင့်တဲ့ခါရဲ့စိုက်တီယိုဖျားဖိုးလေးကိုပြပြပေးမှာဖြစ်ပါတယ်။ဟောတက္ကသိုလ်သားမိတွေစိုက်တီယိုကိုကားနဲ့ပဲသွားသွားရထားနဲ့သွားသွားစိုက်တောင်နဲ့သွားလို့ရပါတယ်။ဖျားရဲ့ရင်းနေတော်ပေါ်ကိုမိမိရဲ့မွေးနေ့တက္ကသိုလ်နေ့မနက်ရောက်အောင်တက်ရမှာဖြစ်ပါတယ်။တက္ကသိုလ်နေ့မနက်9:45နာရီမှာဆုံးတော့ကက်ရမှာဖြစ်ပါတယ်။ဆုံးပါပါမယ်။ယိုကူးမျိုးပါပါမယ်။တောက်တော်ရဲ့ငါးခွက် ဖျောင်းနိုင်ငားတဲ့ရက်ငားလက်ပါပါမယ်ဖျားပန်းကတော့တုံးနေသားမီးတွေမိမိတို့ရဲ့မြန်မာမွေးနေ့တက်တွေကိုခုနှစ်ဖြစ်စားရမှာဖြစ်ပါတယ်တဲ့ကျွေးတဲ့တုံးနေသားမီးဆိုရင်မေမြုံငါအဝဲတပြေချောင်းညို့ဖျားပန်းနဲ့ပေါင်းပြီးတော့စွန်းတော်လူအားမှာဖြစ်ပါတယ်နှစ်ကျဲနဲ့တုံးနေသားမီးတပြေချောင်းညုံအုံတညုံသုံးကျဲနဲ့တုံးနေသားမီးဆိုအုံတညုံကန်းကောနှညုံမေမျိုးငါးပွဲလေးကျဲနဲ့တုံးနေသားမီးဆိုရင်တော့ကန်းကောနှညုံတပြေချောင်းညုံအုံတညုံနဲ့ပေါင်းပြီးတော့လူတန်းရမယ်ငါးကျဲနဲ့တုံးနေသားမီးတွေကန်းကောနှညုံ 6ကျွန်းနဲ့ဒုက္ခနေသားမိဆိုရင်တော့မေမျိုး9ဝင်းအုတ်တညော၃ကျောင်းကျွန်းနဲ့ဒုက္ခနေသားမိဆိုရင်တော့မေမျိုး9ဝင်းကန့်ကော2ညော3 6ညော ਨੇ ပေါင်းပြီးတော့စုံးတော့တင်ရမှာဖြစ်ပါတယ်စုံးတော့စုံးတဲ့နေရာမှာလေကိုကိုတိုင်းပဲစုံးရမှာဖြစ်ပါတယ်စုံးတော့စုံးတဲ့နေရာမှာဆက်ကူအကြီးတရက်အပေါ်မှာအထက်လက်ကွင်း6ကွက်ချရမှာဖြစ်ပါတယ်ဒုက္ခနေတနည်းလောက်အင်္ဂါဗုဒ္ဓဘူစနေကြာသာပရိရာဟုတောက်ကြကိတ်ဆိုပြီးတော့စာရင်းရေးရမှာဖြစ်ပါတယ် စွန်းတွေကိုတန်ခွေတောင်းအောင်လေးစပြီးတော့လက်ရရဲ့အတိုင်းပဲစွန်းတို့ယိုတို့ကိုတင်ပြီးတော့မှစွန်းအောင်မှာဖြစ်ပါတယ်။အော်တောက်တော်ရေဆိုရင်လည်းဒီတိုင်းပဲဘေးမှာတုံလိုက်လို့ရပါတယ်။ရက်ဆိုရင်ရေကြီးရှိမယ်ဆိုမြေကြီးပုံမှာစိုက်ပါမယ်။မရှိဘူးဆိုရင်လည်းဒီတိုင်းလှဲထားလို့ရပါတယ်။အဲ့တော့စားခွင့်စားတဲ့ရှိရဲ့မြည်သူမဆိုစားတော့နိုင်ပါတယ်ပြောပြီးတော့မှသုံးညရွတ်ဆိုပြီးတော့မှစွန်းတော်ကိုစွန်းအောင်မှာဖြစ်ပါတယ်။ဘေးရဲ့အမြအတန်း ပေးဝေရမှာဖြစ်ပါတယ်အားလုံးပြုလုပ်ပြီးပြီဆိုရင်တော့တိတ်ဆိတ်တဲ့နေရာမှာအဘဆရာကြီးမင်းနေခါရဲ့928မြတ်တာပုံလေးနဲ့၃ချိန်တိတိပြုလုပ်ရမှာဖြစ်ပါတယ်လို့အစစ်အစ်ပြုလုပ်ပြီးသွားပြီဆိုရင်တော့ဒိုက်ထီယိုကပြန်လာပြီဆိုရင် ထိုနီးတူစွာအတိအကျရွှေတကုံဖျားမှာထပ်ပြီးတော့ဒီအတိုင်းပဲလှူဒန်းရမှာဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ကြိုက်တီယိုနဲ့ရွှေတကုံနဲ့ထပ်ပြီးတော့ရွှေတကုံပြားမှာထပ်ပြီးလှူဒန်းရတာလဲဆိုရင်ကြိုက်တီယိုနဲ့ရွှေတကုံဟာဗီရင်နီးရဆိုကတ်ကင်းဖြစ်ပါတယ် ရုရှားကမှဒီနေ့တိုင်းမှာမိမိရဲ့မွေးနေ့တင်ကုန်နေ့မနက်9:45အရောက်သွားပြီးတော့ဆုံးယူကိုမျိုးတောက်တော်ရင်၅ခွက်ဖျောင်းနေ၅လက်ရက်၅လက်ထိုနေ့တူစွာဇိုက်တိုးမှာပြုလုပ်ခဲ့တဲ့ဤအတိအကျတိုင်းမှာဒီနေ့တိုင်းထပ်ပြီးပြုလုပ်မယ်ဆိုရင်တင်ကုန်နေ့သားမိနေအတိတ်ကံရဲ့ဒါနမျိုးစေ့လောက်မိမိတို့စီးပွားရေးတွေဖြစ်ထွန်းစေမှာဖြစ်ပါတယ်မြုပ်နေတဲ့စီးပွားရေးတွေပြန်ပြီးတော့ဥမော်လာစေမှာဖြစ်ပါတယ်အတိတ်ကံရှိတဲ့သူတွေဆိုရင်ထိပေါက်စေမှာဖြစ်ပါတယ်၂၀၂၅မှာတင်ကုန်နေ့သားမိနေ ကြိုက်ကြီးကိုတစ်ခေါက်တည်းဖူးယုံနေအောင်မြင်ဖြစ်ထွန်းစေတဲ့ကြီးပွားချမ်းသာစေနိုင်တဲ့သူတွေမဟုတ်ချမသိဖြစ်စေဖြစ်နိုင်ကြပါစေဒေနာသားမိအတွက်တစ်ခေါက်တည်းဖူးယုံနေကြီးပွားချမ်းသာစေနိုင်တဲ့မဆရာကြီးမဲတဲ့ကားရဲ့ကြိုက်ကြီးကိုဖျားဖိုးလေးကိုပြပြပေးမှဖြစ်ပါတယ်ကြိုက်ကြီးကိုကားနဲ့ပဲသွားသွားရထားနဲ့ပဲသွားသွားကြိုက်တာနဲ့သွားလို့ရပါတယ်။ဖះရရဲ့ရှင်မြေတော်ပုံကိုမိမိတို့မွေးနေအရောက်တက်ရမှာဖြစ်ပါတယ်။ဒင်းနာနေ့မနက်9:45မိနစ်မှာစောတော်ကံရမှာဖြစ်ပါတယ်။ စောပါပါမယ်ယူကိုမျိုးပါပါမယ်တောက်တော်ရင်၅ခွက်ဖျောင်းနိုင်၅တန်းရက်၅လက်ပါဝင်ရပါမယ်ဖျားပန်းနေနေရတော့မိမိတို့ရဲ့မြန်မာမွေးလေးတက်ကြီးကိုခုနှစ်ပြည့်စားမှာဖြစ်ပါတယ်တဲနာသားမိတွေမိမိတို့ရဲ့မြန်မာမွေးလေးတက်ကြီးကိုခုနှစ်ပြည့်စားပြီးတော့တစ်ကျွဲ့တဲ့သူတွေဆိုရင်တပီ6ညွန့်စပယ်3ကုန်နှင်းစီ9ပွင့်ကက်လူရမှာဖြစ်ပါတယ်နှစ်ကျွဲ့တဲ့တဲနာသားမိဆိုရင်တော့တပီ6ညွန့်နှင်းစီ9ပွင့်၃ကျွဲ့တဲ့တဲနာသားမိဆိုရင်တော့နှင်းစီ9ပွင့်ကက်ကောင်2ညွန့် လေးကျွန်းနဲ့ဒဲနာသားမီဆိုရင်တော့တပည့်6ညော့ဇော်စိန်3ဂုံကန်းကို2ညော့ငါကျွန်းနဲ့ဒဲနာသားမီဆိုရင်တော့စပယ်3ဂုံနှင်းစီ9ပွဲကန်းကို2ညော့ကတ်လူတန်းရမှာဖြစ်ပါတယ်6ကျွန်းနဲ့ဒဲနာသားမီဆိုရင်တော့စပယ်3ဂုံကတ်လူရမှာဖြစ်ပါတယ်3ညာကျွန်းနဲ့ဒဲနာသားမီတပည့်6ညော့ကန်းကို2ညော့ကတ်လူတန်းရမှာဖြစ်ပါတယ်ဒီလိုကတ်လူတန်းမိပြီဆိုရင်တော့စုံတော့စော့နေနေရာမှာကိုယ်တိုင်းပဲစော့ရမှာဖြစ်ပါတယ်ဆက်ကူအကြီးတွေ့ရမှာ အထက်လက်ကွင်ကိုးကွက်ကိုခြာရေးရမှာဖြစ်ပါတယ်ကိုးကွက်ပြီးပြီဆိုတော့တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဘူးဆက်နေကြာသာပြေရောက်တော့ကြာကိတ်ဆိုပြီးတော့စာရီကိုရေးရမှာဖြစ်ပါတယ်ပြီးရင်ဒီအပေါ်မှာစုံးတော်တွေယူတွေကို အထက်လက်ကွင်တုံးနေတောင်းနေစပြီးတော့လက်ရရဲ့စုံးနေယူတွေကိုပုံရမှာဖြစ်ပါတယ်ဒီလိုပုံပြီးပြီဆိုရင်တော့စားခွင့်စားတဲ့ရှိရမည်သည့်ပုံကုန်မစိုးစားတောင်းနိုင်ပါတယ်လို့ပါဇက်က၃ချိန်ပြောပြီးတော့စုံးတော်စုံးရမှာဖြစ်ပါတယ်ပြီးအများတန်းပြေးဝေရမှာဖြစ်ပါတယ် ရေငါးခတ်ကိုတော့ဘေးဘေးမှာဒီတိုင်းပဲမိမိတို့လောင်းလိုက်ရပါတယ်။ရငါးလက်ကိုတော့မြေကြီးရှင်မြေကြီးပေါ်မှာစိုက်ပါမယ်။မရှိဘူးဆိုရင်တော့ဘေးမှာလှဲထားလို့ရပါတယ်။အားလုံးပြီးပြီဆိုရင်တော့အဘဆရာကြီးမင်းသိခါရဲ့928မြတ်တာပို့နေတဲ့၃ချိန်တိတိပို့ရမှာဖြစ်ပါတယ်။ဒီလိုပြုလုပ်ပြီးပြီဆိုရင်တော့ကြိုက်ချိုးမှာပြုလုပ်ခဲ့တဲ့အတိုင်းပဲမိမိတို့ကြိုက်ချိုးကပြန်လာနဲ့ရှေ့တကောမှာဒီနီးတူစွာစနစ်တကျထပ်ပြီးတော့လှူဒါန်းရမှာဖြစ်ပါတယ်။ ။အဘကြောင့်ထပ်ပြီးတော့လူတန်းအားလဲဆိုရင်တော့ကြိုက်ထီးဟုတ်တဲ့ရွှေတကုံဟာဘီလင်ရကကင်းဖြစ်ပါတယ်။အဲ့တော့ရွှေတကုံမှာကြိုက်ထီးဟုတ်မှာလူခဲ့တဲ့အတိုင်းပဲတင်းနာနေမနဲ့ဖရာရင်မြေတော့အရောက်တက်မယ်။စွန်းပါမယ်၊ယူကုမျိုးပါမယ်၊တောက်တော်ကြီးငါခွက်ဖျောင်းနိုင်ငါးတန်းရက်ပါမယ်။ဒီနီးတူစာစနေကြထပ်ပြီးတော့ပြန်ပြီးတော့လူတန်းအားမှာဖြစ်ပါတယ်။အော်တင်းနာသားမီးလေးကြိုက်ထီးကိုတစ်ခေါက်တည်းပြုလုပ်နေကြီးွားချမ်းသာစီမှာဖြစ်ပါတယ်မိမိတို့ရဲ့အတိတ်ကံဒါနအလောက်ဒါနအလောက် အတိတ်ကံရှိခဲ့သူဆိုရင်ထိပေါက်စေမှာဖြစ်ပါတယ်။စီးပွားရေးတွေမြုပ်နေတဲ့လူတွေဆိုရင်ပြန်လည်ပြီးတော့ဥမော့လာစေမှာဖြစ်ပါတယ်။2025မှာတင်းတာသားမိတွေကြိုက်ကြီးကိုတစ်ခေါက်တည်းပို့ယုံနေကြီးပွားချမ်းသာအောင်မြင်စေတဲ့သူတွေမဟုတ်ချမသွေးဖြစ်ကြပါစေ။အင်္ဂါသားသမီးတွေအတွက်တစ်ခေါက်တည်းပို့ယုံနေကြီးပွားချမ်းသာဇေနိုင်နဲ့အပါဆရာကြီးမင်းတွေကကြိုက်ကြီးကိုဖျားဖူးနေကို ပြပြပေးမှာဖြစ်ပါတယ်။ကြိုက်ကြီးကိုကောင်းနေပဲတော်တော်ယထားနေပဲတော်တော်ကြိုက်တာနဲ့တွားလို့ရပါတယ်။ တတိယရင်းမြင်ပုံကိုမိမိတို့ရဲ့မွေးနေ့အင်္ဂါနေ့မနေ့အရောက်တက်အောင်ဖြစ်ပါတယ်အင်္ဂါနေ့မနေ့9:45မိနစ်မှာစွန်းတော့ကဲအောင်မှာဖြစ်ပါတယ်စွန်းပါပါမယ်ယူကူမျိုးပါပါမယ်တောက်တော်ရင်9ခွဲဖျောင်းတိုင်း9တိုင်းရက်9လက်ပါပါမယ်ဖျားပန်းအနေနဲ့အင်္ဂါသားသမီးတွေမိမိတို့ရဲ့မြန်မာမွေးနေ့တက်တဲ့ကိုခုနှစ်ဖြစ်စားအောင်မှာဖြစ်ပါတယ်တစ်ကျွဲနဲ့အင်္ဂါသားမိတွေဖျားပန်းကနှေးစီခုနှစ်ပွဲစပယ်သုံးပါ နေကျွန်းတဲ့အင်္ဂါသားမီးအုံတက်ညွန့်ရွက်လာနေညွန့်နှင်းစီခုနှစ်ပွဲနေကျွန်းတဲ့အင်္ဂါသားမီးအတွက်ဖြစ်ပါတယ်သုံးကျွန်းတဲ့အင်္ဂါသားမီးဆိုရင်တော့နှင်းစီခုနှစ်ပွဲအုံတက်ညွန့်လေးကျွန်းတဲ့အင်္ဂါသားမီးအုံတက်ညွန့်စပယ်သုံးကိုငါးကျွန်းတဲ့အင်္ဂါသားမီးဆိုရင်တော့နှင်းစီခုနှစ်ပွဲရွက်လာနေညွန့်စပယ်သုံးကို၆ကျွန်းတဲ့အင်္ဂါသားမီးဆိုရင်တော့ရွက်လာနေညွန့်စပယ်သုံးကိုအုံတက်ညွန့်ခုနှစ်တော့မဟုတ်၃ညကျွန်းတဲ့ အင်္ဂါသားမေဆိုတော့ရွက်လာ18ညကိုပေါင်းပြီးတော့စွန်းတော်တင်ရမှာဖြစ်ပါတယ်။ပြီးရင်စွန်းတော်ကိုကိုယ်တိုင်ပဲပြန်စွန်းရမှာဖြစ်ပါတယ်။ဆောင်ရွက်အပြူတရက်မှာအထက်လက်ကွင်ကိုရေးရမှာဖြစ်ပါတယ်။အကွက်ကိုးအကွက်ကိုရေးရမှာဖြစ်ပါတယ်။ပြီးရင်တိုင်းဝင်တနည်းလားအင်္ဂါဘိုးတပူးဆက်နေကြတာပြီးရာဟုံးတောက်ကြကိတ်ဆိုပြီးတော့စာတွေကိုရေးရမှာဖြစ်ပါတယ်။ပြီးရင်ဆောင်ရွက်ပေါ်မှာစွန်းနေကိုတနင်္ဂနွေတောင်းနေစာပြီးတော့လက်ရရစ်စွန်းနေယူတွေကိုပုံရမှာဖြစ်ပါတယ်။ဒီလိုပုံပြီးွားပြီဆိုရင်တော့စားခွင့်စားတိုင်းရှိတဲ့ မြည်သည့်ပုံကမဆိုစားသုံးနိုင်ပါတယ်လို့ပဇက်ကပြောပြီးတော့သုံးချိန်ဆော့ရမှာဖြစ်ပါတယ်။ပေးအမြတမ်းပေးဝေရမှာဖြစ်ပါတယ်။ရေငေါဘက်ကိုတော့မိမိတို့ပေးမှာတက်တက်လောင်းလိုက်ရပါတယ်။ရေငေါအကြောင်းကိုတော့မြေကြီးရှိရင်မြေကြီးပေါ်မှာစိုက်ပါမယ်။မရှိရင်ပေးမှာတက်တက်လှဲထားလို့ရပါတယ်။အားလုံးလူတန်းပြီးပြီဆိုရင်တော့တိတ်ဆိတ်တဲ့နေရာမှာမြေတားပို့ရမှာဖြစ်ပါတယ်။အဘဆရာကြီးမင်းတင်ခါရေ928မြေတားပို့နေလဲသုံးချိန်တိတိပို့ရမှာဖြစ်ပါတယ်။ ဒီလိုတွေလှူဒန်းပေးပြီးပြုလုပ်ပေးပြီးဆိုရင်တော့ဒီနေ့တူစွာပဲရှေတုံဘုရားမှာထပ်ပြီးတော့အတီကြပြန်လောက်ရမှာဖြစ်ပါတယ်။ဘာကြောင့်ရှေတုံဘုရားမှာထပ်ပြီးပြန်လောက်ရလဲဆိုရင်တိုက်ထိုးနဲ့ရှေတုံကကက်ကင်းဖြစ်ပါတယ်။ရှေတုံဘောကိုမိမိတို့မွေးနေ့အရောက်တက်ရမယ်။တိုက်ထိုးမှာပြုလုပ်ခဲ့တယ်လို့ပဲအတီကြပြန်ပြီးတော့ပြုလုပ်ရမှာဖြစ်ပါတယ်။အင်္ဂါသားမြေဒီလိုတိုက်ထိုးကိုတစ်ခေါက်တည်းဖူးယုံနေမိမိတို့အတိတ်ကံဒါနာလျောက် မြုပ်နေတဲ့စီးပွားရေးတွေပြန်လည်ပြီးဥမျောလာစေမယ်အတိတ်ကရှိရတဲ့လူတွေဆိုရင်ဒီပေါက်စိန်မှာဖြစ်ပါတယ်တိုက်ကြီးကိုတစ်ခေါက်တည်းပြုတ်ရုံနဲ့မိမိတို့အမြန်ဆန်ဆုံးជីវာချမ်းသာအောင်မြင်စေမှာဖြစ်ပါတယ်2025မှာကအသားသမီးတွေမိမိတို့ရဲ့လူဝင်ဆန္ဒတွေတလုံးတဝရပြေဆုံးနိုင်ရပါစေဟိုတို့အသားသမီးတွေအတွက်တစ်ခေါက်တည်းပြုတ်ရုံနဲ့ဒီဘာချမ်းသာစေနိုင်တဲ့အပါဆရာကြီးမင်းနေခါရဲ့ကြိုက်ကြီးရောဖျားဖုန်းလေးကိုပြပြပေးမှဖြစ်ပါတယ် ကြိုက်တူပြားကိုဗုဒ္ဓဦးသားကြီးကောင်းနေပဲတော်တာယထားနေပဲတော်တာကြိုက်တာနဲ့သွားလို့ရပါတယ်။ဖရားရဲ့ရှင်မြေတော်ဘောကိုဗုဒ္ဓဦးနဲ့အရောက်တက်အောင်မှာဖြစ်ပါတယ်။ဗုဒ္ဓဦးနဲ့မနဲ့9နိုင်45မိနစ်မှာမိမိတို့လူရမ်းမှုတွေကိုပြုလုပ်အောင်မှာဖြစ်ပါတယ်။စောတော်ကံအောင်မှာဖြစ်ပါတယ်။စောပါပါမယ်။တောက်တော်ရင်၅ခွဲဖျောင်းနိုင်၅တိုင်းယူကိုမျိုးရက်၅လက်ပါပါမယ်။ဖျားပန်းနေလေရတော့ဗုဒ္ဓဦးသားသမီးတွေမိမိတို့ရဲ့မြန်မာမွေးနေ့တက်ကလေးကိုခုနှစ်ပြည့်စားအောင်မှာဖြစ်ပါတယ်။တေကျွေးတဲ့ဗုဒ္ဓဦးသားမေဆိုရင်တော့မေမျိုး၁၉ဝက် ကက်လူရမှာဖြစ်ပါတယ်။နှစ်ကျွဲနဲ့ဗုဒ္ဓဟူးသားပြီဆိုတော့ရွက်လာလေးညုံအုံ၆ညုံကက်လူရမှာဖြစ်ပါတယ်။သုံးကျွဲနဲ့ဗုဒ္ဓဟူးသားပြီဆိုရင်တော့အုံ၆ညုံကံကော၂ညုံမေမျိုး၅ဘွဲ့ကက်လူရမှာဖြစ်ပါတယ်။လေးကျွဲနဲ့ဗုဒ္ဓဟူးသားပြီဆိုရင်တော့အုံ၆ညုံကံကော၂ညုံပေါင်းပြီးတော့ကက်လူရမှာဖြစ်ပါတယ်။ငါးကျွဲနဲ့ဗုဒ္ဓဟူးသားပြီဆိုရင်တော့ကံကော၂ညုံရွက်လာလေးညုံပေါင်းပြီးတော့ကက်လူရမယ်။၆ကျွဲနဲ့ဗုဒ္ဓဟူးသားပြီအုံ၆ညုံရွက်လာလေးညုံမေမျိုး၅ဘွဲ့ပေါင်းပြီးတော့ကက်လူရမယ်။ သုံးယောက်ကျင်းတဲ့ဗုဒ္ဓဦးသားမြေဆိုရင်တော့ကန်းကောနံညောရွက်လာနေမျိုးနေမျိုး၅ဘုံကိုပေါင်းပြီးတော့စုံတော်တင်ရမှာဖြစ်ပါတယ်။စုံတော်ကိုလည်းမိမိကိုယ်တိုင်ပဲပြန်ပြီးတော့စုံရမှာဖြစ်ပါတယ်။စုံတော်စုံတဲ့နေရာမှာစာရွက်အဖြူအကြီးတွေ့ရမှာအကွက်ကိုးကွက်ကိုချရေးရမှာဖြစ်ပါတယ်။ပြီးရင်တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဘူးဆက်နေကြာသာပရိယာဟုတောက်ကြဂိတ်ဆိုတဲ့စာရီရေးရမှာဖြစ်ပါတယ်။စုံတော်ကိုစာရွက်အဖြူပေါ်မှာဆုံးရမှာဖြစ်ပါတယ်။တနင်္ဂနွေတောင်းအနေစာပြီးတော့လက်ရရဲ့စုံးနေယူတွေကိုပုံရမှာဖြစ်ပါတယ်။ ပေးစားခွင့်စားတဲ့ရှိတဲ့မိသူမျိုးသုံးဆောင်နိုင်ပါရဲ့လို့ပစက်တော်ပြောပြီးတော့ဆုံးရမှာဖြစ်ပါတယ်။ပြီးရင်အမြအတန်းပေးဝေရမှာဖြစ်ပါတယ်။ရေငါးဘက်ကိုတော့မမီတို့ပေးမှာတသက်လောင်းလိုက်ရပါတယ်။ရံငါးချောင်းကိုတော့မြေကြီးရှင်မြေကြီးပေါ်မှာစိုက်ပါမယ်။မရှိရင်လဲထားလို့ရပါတယ်။အားလုံးပြီးသွားပြီဆိုရင်တော့တိတ်ဆိတ်တဲ့နေရာတစ်ခုမှာအဘဆရာကြီးမင်းနေခါရဲ့မြတ်တာပုံလေးတစ်ခုဖြစ်တဲ့928မြတ်တာပုံလေးနဲ့၃ချိန်တိတိမြတ်တာပုံအမှာဖြစ်ပါတယ်။ စာရွက်ကိုကြည့်ပြီးမြေတာပို့တာမဟုတ်ဘဲနဲ့လေးလေးနက်နက်အာရုံပြုပြီးတော့မြေတာ၃ချိန်ပို့ရမှာဖြစ်ပါတယ်။အားလုံးပြီးသွားပြီဆိုရင်တော့စိုက်တင်းရုံးမှာပြုလုပ်ခဲ့တဲ့အတိုင်းပဲရှေတကုံပြားမှာအတီးကြထပ်ပြီးတော့ဒီနေ့တိုင်းမှာထပ်ပြုလုပ်ရမှာဖြစ်ပါတယ်။မအားကြောင့်ရှေတကုံပြားမှာထပ်ပြီးပြုလုပ်ရတာလေဆိုရင်တော့စိုက်တင်းရုံးနဲ့ရှေတကုံကကက်ကင်းဖြစ်ပါတယ်။ဒီတိုင်းပဲရှေတကုံပြားရဲ့ရှင်မြေတော်မိမိတို့ရဲ့မနေ့မွေးနေ့မတော်ဦးနေ့မနေ့9နိုင်ဒီဇင်ဘာအရောက်တက်မယ်။ဆုံးနေပါမယ်၊ယူကူမျိုးတွေပါမယ်၊ဖျောင်းနိုင် ်ငားတဲ့တောက်တော်ရင်ငားခွဲရက်ငားလက်ကြိုက်ထိုးမှာပြုလုပ်ခဲ့တဲ့အတိုင်းပဲအတိအကျပြုလုပ်ရမှာဖြစ်ပါတယ်ဒီလိုပြုလုပ်မယ်ဆိုရင်တော့ဘုရုဥဒ္ဒဝီတွေမိမိတို့ရဲ့အတိတ်ကံဒါနမျိုးစေ့လျောက်ជីវောချမ်းသာအောင်မြင်ဖြစ်ထွန်းစေမှာဖြစ်ပါတယ်အတိတ်ကံရှိခဲ့သူတွေဆိုရင်ထိပေါက်စေမှာဖြစ်ပါတယ်မိမိတို့ရဲ့မြုံနေရဲ့စီဝါရေးတွေပြန်လည်ပြီးတော့ဥမော့လာစေမှာဖြစ်ပါတယ်2025မှာဘုရုဥဒ္ဒဝီသားသမီးများတဲ့ကြိုက်ထိုးကိုတစ်ခေါက်တည်းပြုုံနဲ့ជីវောချမ်းသာအောင်မြင်စေမဲ့သူတွေပုတ်ချမသွေး ဖြစ်နိုင်ကြပါစေ။ကြာသပြီးသားသမီးများအားလုံးအတွက်တစ်ခေါက်တည်းပူယုံနဲ့ကြည်ပါချမ်းသာစေနိုင်တဲ့အဘဆရာကြီးမင်းနေခါရဲ့စိုက်တီယိုဖျားဖူးနေကိုပြပြပေးမှဖြစ်ပါတယ်။ကြာသပြီးသားသမီးတွေစိုက်တီယိုကိုကားနဲ့ပဲသွားသွားယထားနဲ့ပဲသွားသွားစိုက်တာနဲ့သွားလို့ရပါတယ်။ဖျားရဲ့ရှင်မြတော်ဘုံကိုမိမိရဲ့မွေးနေ့ကြာသပြီးနေ့မနဲ့အရောက်တက်ရမှာဖြစ်ပါတယ်။ကြတာပြင်းနေမနဲ့9နိုင်45မိနစ်မှာစုံးတော်ကဲရမှာဖြစ်ပါတယ်စုံးပါပါမယ်ယူကိုမျိုးပါပါမယ်တောက်တော်ရင်၅ခွက်ဖျောင်းနိုင်၅တန်း ရက်၅လက်ပါပါမယ်။ဖရာဘက်အနေနဲ့ကတော့ကြာသာမိသားမီးတွေမိမိတို့ရဲ့မြန်မာမွေးနေ့တက်တွေကိုခုနှစ်ပြည့်စားအောင်ဖြစ်ပါတယ်။တေကျွင်းနဲ့ကြာသာရီသားမီးဆိုရင်တော့စပယ်၃ငုံမိမျိုး၅ဝဲတပြေ၆ညောပေါင်းပြီးတော့လူတန်းအောင်ဖြစ်ပါတယ်။နှစ်ကျွင်းနဲ့ကြာသာရီသားမီးဆိုတော့တပြေ၂၁ညောပေါင်းပြီးတော့လူတန်းအောင်ဖြစ်ပါတယ်။၃ကျွင်းနဲ့ကြာသာရီသားမီးဆိုရင်တော့ကန်းကော၂ညောမိမျိုး၅ဝဲ၄ကျွင်းနဲ့ကြာသာရီသားမီးတွေကန်းကော၂ညောစပယ် ၃ဂုံတပြေ၆ညော့ပေါင်းပြီးတော့လူတန်းရမှာဖြစ်ပါတယ်ငါးကျွဲ့နဲ့ကြာသာလေးသားမိတွေကန်းကော်၂ညော့တပြေစပယ်၃ဂုံလူတန်းရမှာဖြစ်ပါတယ်ငါးကျွဲ့နဲ့ကြာသာလေးသားမိဆိုရင်တော့ကန်းကော်၂ညော့စပယ်၃ဂုံပေါင်းပြီးတော့လူတန်းရမှာဖြစ်ပါတယ်၆ကျွဲ့နဲ့ကြာသာလေးသားမိဆိုရင်တော့စပယ်၃ဂုံမိမျိုး၅ဘွဲ့ပေါင်းပြီးတော့ကက်လူရမှာဖြစ်ပါတယ်၃ညော့ကျွဲ့နဲ့ကြာသာလေးသားမိဆိုရင်တော့ကန်းကော်၂ညော့မိမျိုး၅ဘွဲ့တပြေ၆ညော့ပေါင်းပြီးတော့လူတန်းရမှာဖြစ်ပါတယ် ဒီလိုလူတန်းပြီးပြီဆိုရင်တော့စုံတော့စုံတဲ့နေရာမှာကိုကိုတိုင်းပဲစုံအောင်မှာဖြစ်ပါတယ်။ဆောင်ရွက်အဖြူအကြီးတွေပေါ်မှာအကွက်ကိုးကွက်ကိုခြာရရမှာဖြစ်ပါတယ်။ပြန်တလူတွေတနေ့လာအေကားဗုဒ္ဓဘူးဆက်နေကြတာပဲရာဟုတောက်ကြကိတ်ဆိုပြီးတော့အကွက်တိုင်းမှာစာတွေကိုရေးရမှာဖြစ်ပါတယ်စောတော်တွေကိုတငုံတွေတောင်းအနေစာပြီးတော့လက်ရရေပုံရမှာဖြစ်ပါတယ်ကိတ်တိပုံရမှာဖြစ်ပါတယ်စောနေဂျိုတွေကိုပုံရမှာဖြစ်ပါတယ်ပြီးပြီဆိုရင်စားဝင်စားတိုင်း ရှိတဲ့မိသူပုဂ္ဂိုလ်မျိုးစားသုံးနိုင်ပါတယ်လို့ပါဇက်ကပြောပြီးတော့စွန့်တော်စွန့်ရမှာဖြစ်ပါတယ်။အမြအတမ်းပေးဝေရမှာဖြစ်ပါတယ်။ရေငါးကွက်ကိုတော့ဘေးမှာတက်တက်လောင်းလိုက်လို့ရပါတယ်။ရေငါးเจ้าကိုတော့မြေကြီးရှိရင်မြေကြီးပေါ်မှာစိုက်ပါမယ်။မရှိရင်လဲထားလို့ရပါတယ်။အားလုံးပေးပြီဆိုရင်တော့တိတ်ဆိတ်တဲ့နေရာတစ်ခုမှာအဘဆရာကြီးမင်းသိခါရင်က28မြတ်တာပိုးလေးနဲ့၃ချိန်တိတိမြတ်တာပိုးရမှာဖြစ်ပါတယ်။စားကိုကြည့်ပြီးရွတ်စောနေရမဟုတ်ဖဲနဲ့ငါက28မြတ်တာပိုးလေးကိုလင်းလင်းနက်နက်ပြူပြီးတော့ သုံးကြိမ်တည်တည်မြတ်တာပို့ရမှာဖြစ်ပါတယ်။ကြိုက်ထီးတော့မှပြုလုပ်ပြီးပြီဆိုရင်တော့ရှစ်ကုံပြားမှာဒီနေ့တိုင်းပဲအတိအကျပြန်ပြီးတော့ပြုလုပ်ရမှာဖြစ်ပါတယ်။ကြာသာပြီးနေမနက်ပိုင်း9:45မိနစ်အရောက်ရင်းမြတော့ဖရားရဲ့ရှစ်ကုံပြားရင်းမြမအရောက်တက်ပြီးတော့ဆုံးတော်ကံမှာဖြစ်ပါတယ်။ကြိုက်ထီးတော့မှပြုလုပ်ခဲ့တဲ့အတိုင်းပဲစနေတကြအတိအကျ စေတကုံပြားမှာထပ်ပြီးတော့ပြုလုပ်အောင်မှာဖြစ်ပါတယ်ဒီလိုပြုလုပ်နိုင်မယ်ဆိုရင်ကြာသာရိသားမီးတွေမိမိတို့ရဲ့အတိတ်ကဒါသာမျိုးစေးလျောက်ជីវချမ်းသာအောင်မြင်စေမဲ့သူတွေဖြစ်စေမှာဖြစ်ပါတယ်အတိတ်ကရှိရသူတွေဆိုရင်ထိပေါက်စေမှာဖြစ်ပါတယ်မြုပ်နေတဲ့စည်းဝါးရေးတွေပြန်လဲပြီးတော့ဥမော့လာစေမှာဖြစ်ပါတယ်2025မှာကြာသာရိသားမီးတွေစိုက်ချိုးကိုတစ်ခေါက်တည်းမှုရုံနဲ့ជីវချမ်းသာအောင်မြင်ဖြတ်ထုံးမဲ့သူတွေမဟုတ်ချမသိဖြစ်ကြပါစေ။ တောက်ကြသားမင်းများအားလုံးအတွက်တစ်ခေါက်သေးဖူးယုံနဲ့ကြီးပါချမ်းသာစေနိုင်တဲ့အဘဆရာကြီးမင်းနေခါရဲ့ကြိုက်တီယိုဖျားဖူးနေကိုပြပြပေးမှဖြစ်ပါတယ်။တောက်ကြသားမင်းတွေကြိုက်တီယိုဖျားကိုကားနဲ့ပဲတောတော်ရထားနဲ့ပဲတောတော်ကြိုက်တာနဲ့သွားလို့ရပါတယ်။ဖျားရဲ့ရှင်မြေတော်ပေါ်ကိုမိမိတို့မွေတွေတောက်ကြနေမနဲ့အရောက်တက်ရမှာဖြစ်ပါတယ်။တောက်ကြနေမနဲ့9နာရီ45မိနစ်မှာစွန်းတော်ကန်ရမှာဖြစ်ပါတယ်။စောပါပါမယ်၊ယူကူးမျိုးပါပါမယ်။ဖျားနိုင်ငါးတိုင်တောက်တော်ရင်ငါးကွယ်ရက်ငါးလက်ပါပါမယ်။ဖျားပန်းအနေနဲ့ရတော့ တောက်ကြသားမီးတွေမိမိရဲ့မြန်မာမွေးလေးတက်ကြွေးကိုခုနှစ်ပြည့်ဆောင်အောင်ဖြစ်ပါတယ်။တေကျွဲနဲ့တောက်ကြသားမီးတွေတပြေချောင်းညိုစပယ်သုံးပုံနေ့စီခုနှစ်ပွဲပေါင်းပြီးတော့ကန်လိုအောင်မှာဖြစ်ပါတယ်။နှစ်ကျွဲနဲ့တောက်ကြသားမီးဆိုရင်တော့နေ့စီခုနှစ်ပွဲရွက်လာလေးညိုတပြေချောင်းညိုပေါင်းပြီးတော့ကန်လိုအောင်မှာဖြစ်ပါတယ်။သုံးကျွဲနဲ့ကြောက်တာတောက်ကြသားမီးတွေနေ့စီခုနှစ်ပွဲကန်လိုအောင်မှာဖြစ်ပါတယ်။လေးကျွဲနဲ့တောက်ကြသားမီးတွေစပယ်သုံးပုံတပြေချောင်းညိုပေါင်းပြီးတော့ကန်လိုအောင်မှာဖြစ်ပါတယ်။ငါးကျွဲနဲ့တောက်ကြသားမီးဆိုရင်တော့နေ့စီခုနှစ်ပွဲရွက်လာလေးညို စပယ်သုံးကုန်းပေါင်းပြီးတော့ကန့်လူရမှာဖြစ်ပါတယ်။၆ကျွဲနဲ့တောက်ကြသားမီးတွေစပယ်သုံးကုန်းရွက်လာနေညောပေါင်းပြီးတော့ကန့်လူရမယ်။၃ညာကျွဲနဲ့တောက်ကြသားမီးဆိုရင်တော့ရွက်လာနေညောတပြေချောင်းညောပေါင်းပြီးတော့ကန့်လူတန်းရမှာဖြစ်ပါတယ်။ဆုံးတော့တင်ပြီးသွားပြီဆိုရင်တော့ဆုံးတော့စော့နဲ့နေရမှာကိုကိုတိုင်းပဲစော့ရမှာဖြစ်ပါတယ်။စက်ကူစာရွက်အကြီးတရွက်ပေါ်မှာအကွက်ကိုးကွက်ကိုခြာရေးရမှာဖြစ်ပါတယ်။ရေးပြီးသွားပြီဆိုရင်တော့တင်းဝင်တွေတင်းလောက်အင်္ဂါပုတ်တပူစနေကြာတော့ရေရာဟုတောက်ကြကိတ်ဆိုပြီးတော့အကွက်ကိုးကွက်တိုင်းမှာစာရီရေးရမှာဖြစ်ပါတယ်။ ပြီးဒီစက်ကူအဖြူပေါ်မှာပဲတင်းကနေတောင်းအောင်လေးစပြီးတော့လက်ရရဲ့ကိတ်ကြီးကိုစုံးနေရောယူလို့ယူရရောပုံသွားမှာဖြစ်ပါတယ်စုံးတော့စုံးအောင်မှာဖြစ်ပါတယ်မိသူမဆိုစားခွင့်စားတဲ့ရှိတဲ့မိသူမဆိုသုံးဆောင်နိုင်ပါတယ်လို့ပါဇက်ကပြောပြီးတော့စုံးတော့စုံးအောင်မှာဖြစ်ပါတယ်ပြီးအမြအတန်းပေးဝင်ရမှာဖြစ်ပါတယ်ရေငါးကွက်ကိုတော့မိမိတို့ပေးမှာတသက်လောင်းလိုက်ရပါတယ်ရက်ငါးလက်ကိုတော့မြေကြီးရှင်မြေကြီးပေါ်မှာစိုက်ပါမယ်မရှိရင်ပေးမှာတသက်လဲထားလို့ရပါတယ် အားလုံးပေးပြီဆိုရင်တော့တိတ်ဆိတ်တဲ့နေရာတစ်ခုမှာမြတ်တာပို့ရမှာဖြစ်ပါတယ်။အမဆရာကြီးမင်းသိခိုင်928မြတ်တာပို့နည်းနဲ့၃ချိန်တတိပို့ရမှာဖြစ်ပါတယ်။ဆာရွက်ကိုကြည်နေပြီးတော့ရွတ်ဆိုနေရာမဟုတ်ဖဲနဲ့ဒေချာလေးလေးနက်နက်မြတ်တာ၃ချိန်တတိပို့ရမှာဖြစ်ပါတယ်။ကြိုက်ထီးရောမှာပြုလုပ်ပေးပြီဆိုရင်တော့ရွှေတကုံမှာဒီနီးတိုင်းမဲ့အတေချာပြန်ပြီးတော့ပြုလုပ်ရမှာဖြစ်ပါတယ်။ဘာကြောင့်ပြုလုပ်တာလဲဆိုရင်တော့ကြိုက်ထီးရောနဲ့ရွှေတကုံဟာပေရင်ကကက်ကင်းဖြစ်ပါတယ်။ရှိရကုန်ပြရှင်ပြတော်ဘုံကိုမိမိရဲ့မွေးတွေအကြောက်တက်ရမယ်။ တောက်ကြနေရောက်တန်းရမှာဖြစ်ပါတယ်။ကြိုက်ချင်းတို့မှပြုလို့လူတန်းခဲ့တဲ့အတိုင်းပဲစောပါပါပဲရုပ်ကုန်းမျိုးပါပါပဲတောက်တော်ရင်ငါကဖျောင်းနိုင်ငါလည်းရက်ငါလက်ကြိုက်ချင်းတို့မှလူတန်းခဲ့တဲ့အတိုင်းပဲအတိအကျပြန်ပြီးတော့ပြုလို့ရမှာဖြစ်ပါတယ်။ဒီလိုတွေပြုလို့နိုင်မယ်ဆိုရင်တောက်ကြသားမေးတွေမိမိရဲ့အတိတ်ကဌာနမျိုးစိတ်လျောက်ဇီဝချမ်းသာအောင်မြင်ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။အတိတ်ကရှိရသူတွေဆိုထိပေါက်စေမှာဖြစ်ပါတယ်။မြုပ်နေတဲ့မိမိတို့ရဲ့စီးပွားရေးတွေပြန်လဲပြီးတော့ဥမ္မော်လာစေမှာဖြစ်ပါတယ်။2025မှာ တောက်ကြသားမိတွေဇိုက်ကြီးကိုတခေါက်တည်းဘူးယုံနဲ့ဇီဝချမ်းသာအောင်မြင်ဖြစ်ထောမဲ့သူတွေမဟုတ်ချမတွေ့ဖြစ်စေမှဖြစ်ပါတယ်အားလုံးဝမင်္ဂလာပါအပါဆိုင်မြေနေခါတွေဆံမထောက်မောင်ကိုတိုင်းမှဖြစ်ပါတယ်စနေသားကြီးများအတွက်တခေါက်တည်းဘူးယုံနဲ့အပါဆိုင်ချင်းမြေနေခါရဲ့တခေါက်တည်းဘူးယုံနဲ့ဇီဝချမ်းသာစေနိုင်တဲ့ဇိုက်ကြီးကိုဖျားဖို့နေ့ကိုပြပြပေးမှဖြစ်ပါတယ်စနေသားမိတွေဇိုက်ကြီးကိုဖျားဖို့ကို ယထားနဲ့ပဲတော့တာကားနဲ့ပဲတော့တာကြိုက်တာနဲ့တွားလို့ရပါတယ်။ဖះရရဲ့ရှင်မြတော်ဘုကိုမိမိတို့ရဲ့မွေးနေ့စနေနေ့မနက်အရောက်တက်အမှာဖြစ်ပါတယ်။စနေနေ့မနက်9:45မိနစ်မှာစွန်းတော်ကဲအမှာဖြစ်ပါတယ်။စွန်းပါပါမယ်၊ရုပ်ကိုမျိုးပါပါမယ်၊တောက်တော်ရင်၅ခွက်၊ဖះောင်းနိုင်၅တန်း၊ရက်၅လက်ပါပါမယ်။ဖះပန်းအနေနဲ့စနေသားမိတွေမိမိတို့ရဲ့မြန်မာမွေးနေ့တက်တဲ့ကိုခုနှစ်ပြည့်စားအမှာဖြစ်ပါတယ်။တစ်ကျွဲနဲ့စနေသားမိတွေပြည့်ရဲ့ဖះပန်းကတော့မိမျိုး၅ခွက်၊နှင်းစီ9ခွက်ပေါင်းပြီးတော့ကက်လူအောင်မှာဖြစ်ပါတယ်။နှစ်ကျွဲနဲ့စနေသားမိတွေ ရလာလေးညော့အုံးတညော့နှေးစီခုနပွဲပေါင်းပြီးတော့ကတ်လူအားမှာဖြစ်ပါတယ်။သုံးကျွန်းနဲ့စနေသားမီဆိုတော့အုံးတညော့မေမျိုးကားပွဲနှေးစီခုနပွဲပေါင်းပြီးတော့ကတ်လူအားမယ်။လေးကျွန်းနဲ့စနေသားမီဆိုတော့အုံးချောင်းညော့ကတ်လူအားမှာဖြစ်ပါတယ်။သွားကျွန်းနဲ့စနေသားမီဆိုရင်တော့ရလာလေးညော့ နေ့စဉ်ခုနှစ်ပွဲပေါင်းပြီးတော့ကတ်လွာမှာဖြစ်ပါတယ်။6ကျွဲနဲ့စနေလာမေဆိုရင်တော့အုံတညွရွက်လာလေးညမေမျိုး၅ပွဲပေါင်းပြီးတော့ကတ်လွာမှာဖြစ်ပါတယ်။3ညကျွဲနဲ့စနေလာမေဆိုရင်တော့ရွက်လာလေးညမေမျိုး၅ပွဲပေါင်းပြီးတော့ကတ်လွာမှာဖြစ်ပါတယ်။ဆုံးတော့ဆုံးတဲ့နေရာမှာကိုကိုတိုင်းပဲပြန်ပြီးတော့ဆုံးရမှာဖြစ်ပါတယ်။စက္ကူစာရွက်အဖြူအကြီးတွေ့ရပုံမှာ အထက်လက်ကွင်ကိုးကွက်ကိုချရရမှာဖြစ်ပါတယ်။ပြီးရင်တကွက်စီတိုင်းမှာတိုင်းဝင်တနေ့လာအင်္ဂါပုံတဘူးဆက်နေကြာသာပရိယာဟုတောက်ကြဂိတ်ဆိုတဲ့စာယူရေးရမှာဖြစ်ပါတယ်။ပြီးရင်တိုင်းဝင်တောင်းအောင်နေစာပြီးတော့လက်ရရစ်ဂိတ်တီကိုစုံးနေဂျိုတွေကိုချပြီးတော့ပုံရမှာဖြစ်ပါတယ်။ စားဝင်စားတဲ့ရှိတဲ့မြေတီပုတ်ကုန်မျိုးဆို၃ဆောင်နိုင်ပါတယ်လို့ပြဆက်က၃ချိန်ပြောပြီးတော့မှစုံတော့စွန့်အောင်မှာဖြစ်ပါတယ်ပြီးရင်အမြအတန်းပေးဝေရမှာဖြစ်ပါတယ်ရေငါးဘက်ကိုတော့မိမိတို့တက်တက်ပေးမှာလောင်းလိုက်လို့ရပါတယ်ရံငါးလက်ကိုတော့မြေကြီးချင်းမြေကြီးပေါ်မှာစိုက်ပါမယ်မရှိရင်ပေးမှာတက်တက်လှဲထားလို့ရပါတယ်အလုံးပေးပြီဆိုရင်တော့တိတ်ဆိတ်တဲ့နေရာတစ်ခုမှာအဘဆရာကြီးမင်းနေခါရဲ့928မြတ်တာပုံနည်းနဲ့၃ချိန်တိတိပို့အောင်မှာဖြစ်ပါတယ်။စာရိုက်ကိုကြည့်ပြီးရွတ်စုံနေရာမဟုတ်ဘဲနဲ့တေချာမိမိတို့လင်းလင်းနဲ့ 928မြတ်တာဖို့နည်းနဲ့၃ချိန်တိတိပို့ရမှာဖြစ်ပါတယ်။ကြိုက်ထီးရောမှာပြုလုပ်ပြီးပြီဆိုရင်တော့ရွှေတဂုံဖျားမှာတီနီတိုင်းပဲစနစ်တကျပြန်ပြီးတော့ပြုလုပ်ရမှာဖြစ်ပါတယ်။ဘာကြောင့်ရွှေတဂုံဖျားမှာထပ်ပြီးပြုလုပ်ရတာလဲဆိုရင်တော့ကြိုက်ထီးရောနဲ့ရွှေတဂုံဟာပေရင်ရကက်ကင်းဖြစ်ပါတယ်။ရှိကုံရင်မြေပေါ်ကိုမိမိတို့ဒီနေ့တိုင်းပဲစနေနေ့အရောက်တက်ရပါမယ်9:45မိနစ်မှာစောတော့တက်ရပါမယ်ကြိုက်ထီးရောမှာပြုတ်လုပ်ခဲ့တဲ့အတိုင်းပဲ အတိအကျပြန်ပြီးတော့ပြုလုပ်အောင်မှာဖြစ်ပါတယ်ဒီလိုတွေပြုလုပ်နိုင်မယ်ဆိုရင်မိမိတို့ရဲ့အတိတ်ကဒါနာမျိုးစေးမြောက်ជីវချမ်းသာအောင်မြင်ဖြစ်စွာဖြစ်တွန်းစေမှာဖြစ်ပါတယ်အတိတ်ကရှိခဲ့သူတွေဆိုရင်ထိပေါင်းစေမှာဖြစ်ပါတယ်မိမိတို့စီးပွားရေးတွေမြုပ်နေတဲ့စီးပွားရေးတွေပြန်လည်ပြီးတော့ဥမော်လာစေမှာဖြစ်ပါတယ်2025ခုနှစ်မှာစနေသားမီးတွေကြိုက်တရုပ်ကိုတစ်ခေါက်တည်းဖူးယုံတဲ့ជីវချမ်းသာအောင်မြင်ဖြစ်ထုံးမဲ့သူတွေမဟုတ်ကြမသွေးဖြစ်စေမှာဖြစ်ပါတယ်